မိဘပြည်သူပေါင်းမင်္ဂလာပါခင်ဗျာမြမလွေဦးတော်လန်တပေါင်းစုရဲ့တော်လန်ထိုးစစ်တရင်များမတင်ဆက်ခင်ကျွန်တော်ရဲ့စကိုင်းငလင်ကြီးမှာအမေတော်ဆန်းစုကြည်ရဲ့ဘယ်ပက်လက်ဒဏ်ရာရရှိခဲ့တယ်လို့တရင်လေးလဲတွေ့ဖက်ပေါ်လာပါတယ်တို့တွေပြည်သူအားလုံးကစိတ်မချမ်းမြေ့ကြရပါဆန်းကစားအနာရှင်ဟာအနာရင်မူပြီး ပြည်သူကိုတောင်းတင်ရဲတဲ့ကောင်ဖက်ခဲဟုသမင်းရှင်ပြည်သူကိုပြန်ကြိုက်ခဲ့တဲ့ခွေးရမတရားဖန်စီခံထားရမှုမှအမြန်ဆုံးလွတ်မြောက်ပြီးစိတ်ချမ်းသာကိုချမ်းသာရှိပါစေဟုအမေစု80ပြည့်မွေးနေ့မှာကျွန်တော်အညာသားမှဥစွာဓမ္မတောင်းစုပြုပါရစေဟုတ်ကဲ့ကြည်ကြောက်ဖြူမျိုးတွင်ဘ ிய ူဟာရရောစင်ရရပါ ခိုင်မာတိဆောက်ထားတဲ့ရဲတပ်ရင်း32ရဲ့လက်ရှိအခြေအနေသတင်းများဘကောတိုင်းရန်ကုန်ပြည်လမ်းပိုင်းမင်းလာမြို့နယ်တိုက်ပွဲများတွင် စက္ကစမအလုံးအရင်ဖြင့်ထိုးစစ်ဆင်နေပြီးတန်ကြက်ကာကားများကိုပါ ထုတ်သုံးလာရတဲ့သတင်းပလဲမြို့နယ်ကန်တော့စစ်ကောက်စီတပ်စခန်းကိုတော်လန်ရဲမဟာမိတ်ပူပေါင်းတပ်တွေကပိမ့်ပိုက်ရရှိသတင်းများထို့သူ ထိုင်းစိုးရစန့်ကျင်ရေစန္ဒပြပွဲတရေများအစရှိသည့်2025ခုနှစ်ဂျွန်လ19ရက်နောက်ဆုံးရတရေများကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်ကျွန်တော်အညာသားပါအေကရခိုင်ပြည်နယ်တစ်ခုလုံးဒီဘားကိုထိမ့်ချုပ်ထားပြီးနောက်ကြောက်ဖြူမြို့ကိုကာကွယ်ထားတဲ့အမှတ်32 32ရဲတပ်ရင်းအနည်းနဲ့ ရခိုင်ပြည်နယ်တွင်အကြီးဆုံးရေတပ်ဌာနချုပ်ဖြစ်သည့်ဒညဝရီရေတပ်ဌာနချုပ်အနီးတိုက်ပွဲများဖြစ်ပွားလျက်ရှိနေပါသည်။ကြောက်ဖြူသည်တရုတ်စီမံကိန်းများပြတည်ရှိရာမြို့နယ်ဖြစ်တော်လဲခလာယ34ခလာယ91ရေတပ်ရင်း32နှစ်ခလာယ93ဒညဝရီရေတပ်စခန်းဌာနချုပ်နှင့်ကာထားသောအုံကြည့် အောင်ကျွိရေတက်စခန်းတို့လည်းတည်ရှိပါတယ်။ကြောက်သူမျိုးတွေဘီဝါရရောစီရရပါအခိုင်အမာတည်ဆောက်ထားတဲ့ရဲတက်ရင်32ကြသွားပြီဆိုရင်ကြောက်ဖြူမျိုးတစ်မျိုးလုံးကိုထိမ့်ချုပ်နိုင်ပြီဖြစ်ပါတယ်။တော်လန်ထိုးစစ်တွေကလည်းစက္ကစအတွက်ညတာရှေအိမ်မဇိုးများဇက်တိုက်စလိုပေးနေလိုက်တာမကြခင်ပဲကြောက်ဖြူဟာကျွန်တော်တို့တော်လန်ထိုးစစ် PDF ပူပေါင်းတဲ့ AA တို့ရဲ့လက်အောက်ကိုကြာရှုံးတော့မယ်ဆိုတာကိုသိတာထင်ရှားနေပါပြီတို့တူပဲခူးတိုင်းရန်ကုန်ပြည်လမ်းမဲလျှောက်မင်းလာမြို့နယ်တိုက်ပွဲတွေမှာဆိုရင်လေဒုရီယာဘိုလ်ချုပ်ကြီးဇော်မျိုးဝင်းဘိုလ်မှုကြီးမင်းဦးနဲ့ဒုရဲမှုကြီးစိုးခိုင်တို့တင်ဆုံသွားတယ်ပြီစစ်တပ်ကလုံရင်ဖြစ်ထိုးစစ်ဆင်တဲ့နေရာမှာလဲတန်ချက်ကာကားတွေကိုပါအတုံးပြူလာရတယ်လို့သိရှိရပါတယ် ဒါကိုထောက်ရှုခြင်းအဖြစ်စက္ကသအာနာရှင်ဟာအင်မတန်ကိုစီရင်မှာရှုံးနိုင်ပြီးတော့အသေးအတန်ပြင်ဆင်ပြန်ပြီးကာကွယ်နေရတယ်ဆိုတာသိတာထင်ရှားနေပါပြီအဲဇိုလ16ရက်နေ့ညနေ4နာရီခန့်ဆက်ပြီးတော့မင်းလာမြို့နယ်အုတ်တွင်းရွာအနီးရှိအကျမ်းဖက်စစ်တပ်ရဲ့စစ်ကွေးတာဆောင်စစ်စေးရိတ်ကိတ်ကိုတော်လန်ရိတ်တက်တွေက စတင်တိုက်ခိုက်တိုက်ခိုက်ရာကဆက်ပြီးတော့တိတွေ့တိုက်ပွဲတွေ စတင်ဖြစ်ပွားခဲ့တာဖြစ်ပါတယ်။တရတရားဝတီခရိုင်စင်မံအုပ်ချုပ်ရေးအဖွဲ့ဝင်ဒုဒုတိယဗိုလ်ချုပ်မှုကြီးဒုတိယဗိုလ်မှုကြီးဇော်မျိုးဝင်း DSTA အပတ်စဉ်ခွန်စဉ်နဲ့အုပ်ဖို့မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်ဗိုလ်မှုဖြိုးမင်းဦး DSTA အပတ်စဉ်စတစ်ဒုဂိန်သွားတယ်ဆိုတာသိရှိရပြီးနောက်မင်းလာမြို့နယ်ထဲမှာထိတွေ့တိုက်ပွဲတွေတာဝီခခရိုင် စီမံအချုပ်ရေးဘွဲ့ဝင်ဒုတိယဗိုလ်မှူးကြီးဇော်မျိုးဝင်းနဲ့အုတ်ဖို့မျိုးနဲ့စီမံအချုပ်ရေးဘွဲ့ဝင်ဗိုလ်ဗိုလ်မှူးဖြိုးမင်းဦးခရိုင်ရဲမှူးကြီးဦးစိုးခိုင်နဲ့မြို့မရဲစခန်းမှူးတဦးပါဝင်စစ်ကောင်စီတပ်သား20ဦးထက်မနည်းဂိန်သွားတယ်လို့လည်းသိရှိထားရတာပါတို့ဒုပြည်လမ်းပိုင်းရန်ကုန်ပြည်လမ်းမင်းမှာရှိတဲ့ပြည်ဒက္ခဆတ်မှာတန်ကြက်ကာကားတွေကိုပါထုတ်ယူသုံးဆွဲပြီးတော့ ပြန်လဲခုခံနေရတယ်ဆိုတဲ့အခြေအနေကိုလည်းသိရှိရပါတယ်။အဲအဲ့ဒီအတွက်ကိုလည်းတသားတင့်တွေကိုစုဆောင်းပြီးစစ်ကြောင်းထိုးဖို့အတွက်ပြင်ဆင်နေပါတယ်။ရှစ်တန်းစကန်နေမှာဆိုရင်လည်းတပ်ပြင်းများကိုစစ်တပ်ကလိုက်လံပစ်ခတ်ဖမ်းဆီးနေကြောင်းဒေသတွေရင်းမြစ်တွေကသိရှိရပါတယ်။ထို့သူစေရာရှိမြပြတေဆုံးပြီးအကျမ်းဖက်စစ်တပ်ဟာရန်ကုန်ပြည်လမ်းမိုင်းကို ပြန်လဲဆုံးမနိုင်ရေးဆိုပြီးတော့ အင်အား900လောက်နဲ့စစ်ကြောင်းထုတ်ဖို့ပြင်ဆင်နေရလို့လည်းသိရှိရပါတယ်။နောက်ပြီးတန်ကြက်ကာကားတွေပါအုံပြုပြီးမြေပြင်ကိုအင်အားလုံးရင်းနဲ့နယ်မြေရှင်းရေးလုပ်ဖို့ပြင်ဆင်နေပါတယ်။ထိတွေ့တိုက်ပွဲတွေကလည်းဆက်လက်ပြင်းထန်စေပါပဲ။အဲပြည်သူတွေအနေနဲ့ကတော့ရန်ကုန်ပြည်လမ်းပိုင်းတွေကို လုံးဝလုံးဝမသွားသင့်တော့ပါဘူး။နော်ဒါလေးကိုလည်းကျွန်တော်တို့ဒီကနေ့တင်ပြခြင်းပါတယ်။ ။စကြောင်းရည်ကစားခဲ့တဲ့မင်းလာမျိုးပတန်းလေးဘုံကြီးเจ้าမှာဆိုရင်အထိုင်ကျတက်ဆွဲထားတဲ့အကျန်းဖက်စစ်တပ်ဟာရှင်းတန်းစကန်ကနေပြီးတော့စစ်ကောင်စီတပ်သား9ဦးဟင်းစားရှာရလို့အကြောင်းပြပြီးလက်နက်တွေနဲ့တူထွက်ပြေးလာခဲ့လို့လည်းသိရှိရပါတယ်။ဒီတော့စစ်ကောင်စီတပ်ဟာအယုံအတုံးအယုံခွေးတွေဝတ်တွေတည်တဲ့အပြင်ကိုသူ့စီမမတရားပြည်သူတွေစီးကပြည်သူတွေကိုပေါ်တာဆိုပြီးငငယ်စု စစ်မှုထမ်းလောက်ခိုင်းဒီတော့အဲ့ဒီလိုစစ်မှုထမ်းမှုဆိုပြီးတော့ပြည်သူတွေကိုမတရားနှိပ်စက်ဖမ်းဆီးပြီးရှေ့တန်းပို့ရပို့ခဲ့တဲ့လုံရက်တွေဟာအင်မတန်ကိုရက်ဆက်ရုံမာလွန်အားကြီးပါတယ်နော်တို့တို့ဖပြိလာတဲ့ဒီစစ်ကောင်စီတပ်သားခုနှစ်ဦးကိုလည်းစစ်တပ်ကနေပြီးတော့တနတ်တဲ့လိုက်ပြီးတော့ရန်တန်ပစ်ခတ်လိုက်လံဖမ်းဆီးနေတာအခုချိန်ထိလည်းမဖမ်းဆီးရရှိသေးပါဘူး အဲပတ္တလန်ဘုန်းကြီးเจ้าမှာအထိုင်ချနေတဲ့စစ်ခွေးရှင်စကန်းကတတခုနှစ်ဦးကလည်းခုချိန်ထိအောင်လွတ်မြောက်စေလို့ကျွန်တော်တို့သိရှိရပါတယ်မင်းလာမျိုးနယ်မှာရှိတဲ့ကြေးရွာတွေကိုလည်းအကြမ်းဖက်စစ်ကောင်စီတပ်သားတွေကလက်နက်ကြီးတွေနဲ့နေစဉ်ဆိုသလိုဗယံပရာပြစ်ခတ်နေတဲ့အတွက်ပြည်သူများလည်းအထူးသတိရှိကြဖို့ပြောချင်ပါတယ်တို့သူ ပတ်တန်းလေးရွာစင်အိုင်ချောင်းပါဝင်တဖန်းစိတ်ရွာတို့မှာရှိတဲ့ပြည်သူများအနေနဲ့အနီးအနားမှာရှိတဲ့ပြည်သူများအကုန်လုံးကဘေးလွတ်ရာကိုထွက်ပြေးတိတ်ရှောင်နေရတယ်လို့လည်းသိရှိရပါတယ်။ထို့ကြောင့်စကားစားရဲ့ရန်သူရဲ့ရက်ဆက်ချင်းရုံမာချင်းမတရားခိုင်းတဲ့ခြင်းတွေကကင်းဝေးကြပါစေ။အန်ရယ်ပေါင်းကင်းဝေးကြပါစေ။ထို့သူမင်္ဂလာသတင်းတစ်ခုအနေနဲ့ကတော့ပလဲမြို့နယ် ကန်တောင်းစကန်ကိုတိုက်ခိုက်လာခဲ့တာက PDF ပူပေါင်းတပ်ဖွဲ့တွေ PLA ပါဝင် PLA ဥဆောင်ပြီးတော့ PDF ပူပေါင်းတပ်ဖွဲ့တွေကစတင်ထိုးစစ်တိုက်ခိုက်နေတာဟာဒီနေ့မှဆိုရင်တော့ကန်တောင်းစကန်ကို PLA ပူပေါင်းဖွဲ့တွေကသိမ်းဆီးရရှိပြီလို့လဲဝမ်သာအားရဒီနေရာကတင်ပြခြင်းမာတယ်အဲစကိုင်းတိုင်းပလဲမြို့နယ်ကန်တောင်းစစ်ကောင်စီတပ်စကန်ကိုတော်လန်ရေးမဟာမိတ်ပူပေါင်းတပ်တွေက စတင်တိုက်ခိတ်လာတာဒီနေ့မှာတိမ်ပတ်ရရှိပြီလို့ PLA ရဲ့ပြောရေးဆိုခွင့်ရှိသူရဲဘော်နီနီကျော်ကပြောခဲ့တယ်လို့သိရှိရပါတယ်ဇွန်လ2ရက်နေ့ကစပြီးပလဲမျိုးနယ်ကန်တောင်နယ်မြေစကန်ကို PLA ကဥဆောင်ပြီးမဟာမိတ်ပူးပေါင်းဖွဲ့တွေနဲ့တိုက်ခိုက်လာခဲ့တာဖြစ်ပါတယ်ဒီနေ့ဂျွန်လ16ရက်နေ့အမေစုငွေနေ့မှာပဲဒီ ကန်တော့စကန်ကိုကျွန်တော်တို့ရဲ့ PLA ပါဝင်မဟာမိတ်ပူးပေါင်းတက်တွေကသိသိနိုင်ပြီဆိုတော့ကျွန်တော်တို့တော့ပျော်တာဘသူရှိအောင်ပါလဲဒီတော့ကျွန်တော်တို့အနေနဲ့လဲစကန်ပိပိမိပြီမယ်လို့အကျန်းဖက်စစ်ကောင်စီတက်ကအခုချိန်ထိအောင်လေကြောင်းနဲ့ဆက်လက်တိုက်ခိုက်နေစေဖြစ်ပါတယ်ဒါကြောင့်ပြည်သူများသတိရှိကြပါကန်တော့နေပြီရစကန်တဲ့ဘုမဆိုရင်အကျန်းဖက်စစ်ကောင်စီတက်ကအရတပ်ပြည်သူတွေကြေးရွာတွေကိုလဲ နေ့စဉ်ရက်ဆက်ကြီးလေရင်နဲ့ဘုံလာကျဲနေတာကအတော်မတက်ပါဘူးအခုဆိုရင်လဲဝမ်းနေစရာကတော့ပြည်သူ၅ဦးတေဆုံးသွားတယ်လို့လဲသိရပါတယ်ထို့သူကျွေးရပေါင်း20ကျော်ကလည်းလက်ရှိထိအောင်စစ်ဘေးရှောင်ပြေးလွှမ်းနေကြရတော့မှအဲ့ဒီတော့ကိုလဲဘေးအန္တရာယ်ကင်းရှင်းကြပါစေလို့ဆန္ဒပြုပါတယ်အဲတန်စီရောထက်ထက်ကာထားတဲ့ကတော့ဘန်ဂါတွေထက်ထက်မိုင်းကွင်းတွေထက်ထက်လောက်ထားတဲ့ဒီကန်တော့ yes ကန်ကို ဘသူမှမတိုက်နိုင်ပါဘူးကွာဆိုပြီးတော့မန်မောက်နေတဲ့ဟဲ့ပလဲကန်တော့ကရဲခွဲနေတော့ဒီတစ်ခါတော့အချီကြီးမိသွားပြီပေါ့ဗျာအခုဆိုရင်အရှုံးရှုံးလဲလဲအလောင်းတောင်ပြန်မကောက်နိုင်ဘဲနဲ့ခွေးတွေဝက်တွေခွေးပြေးဝက်ပြေးပြေးနေရတဲ့အနေထားပါတို့တို့မေစုကိုလက်ရှိအမေစုရဲ့ဒီတက်တေထွတ်ဆိုချက်ဆိုတဲ့စာတန်လေး ရန်သူစက္ကဆစီကနေပြီးတော့ထွက်ပေါ်လာတာကိုလည်းတွေ့ရပါတယ်အဲ့ဒါကိုကြည်ချင်းအားဖြင့်ရန်သူစက္ကဆဟာစီရင်မှာလေးနှစ်တာ PDF ပူပေါင်းဖွဲ့ရဲ့ထိုးစစ်အောက်မှာစိုးရွားစွာရှုံးနိမ့်နေပြီဆိုတာကိုသိတာထင်ရှားလွန်ပါတယ်ဒါကြောင့်ပြည်သူတွေအနေနဲ့လမ်းကြောင်းလွှဲရန်ထုတ်ပြန်လိုက်တဲ့ဟုယူဆပါသဖြင့်ပြည် ျွန်တော်တို့ပြည်သူများကစက္ကဆရဲ့လမ်းလွှဲမှုနောက်ကိုမလိုက်ပဲစက္ကဆအာနာရှင်အမြင့်ပြုတ်တုတ်တင်နိုင်ရေးကိုသာဥတီကြပါဟုစန္ဒပြုပါရစေ မိဘပြည်သူပေါင်းဘေးအန္တရာယ်ဒုက္ခအပေါင်းနဲ့ကင်းဝေးပြီးမင်းဆိုမင်းညစ်စစ်ပေးစစ်တံတို့မှကင်းဝေးကြပါစေလို့စန္ဒပြုရင်ဟုတ်ကဲ့ကျေးဇူးတင်ပါတယ်ခင်ဗျာ